အေရီမြင့်ရတဲ့ချိန်ရေတိုက်စာကမ်းပြုံမှုကြောင့်ဟင်္ဒရာမြို့နယ်စစ်ကောင်းအုပ်စုရေးလဲတောင်းအောက်စုမှာနေအိမ်ချမ်းမြေနေရာဆုံးရှုံးမှုတွေရှိခဲ့တယ်လို့သိရပါတယ်။အဆိုပါကမ်းပြုံမှုဖြစ်စဉ်ဟာလက်ရှိဇွန်လလာဇန်ပိုင်းမှာမြင့်ရတဲ့ချိန်မှာဖြစ်ပွားခဲ့တာဖြစ်တယ်လို့ဒေသခံတွေထံကသိရပါတယ်။အခုလက်ရှိဇွန်လလာဇန်ပိုင်းမှာအေရီမြင့်ရတဲ့ရေးလဲတောင်းအောက်စုဘက်မှာရေတက်ချိန်ပေတရာကျော်လောက်ကမ်းပြိုတယ်။ရေတက်ချိန်မတိုင်ခင်လပိုင်းလောက်မှာအင်ဂျီ30လောက်ကျွေ့ထားလို့အခုဖြစ်စဉ်မှာလူတွေပေးကင်းသွားတာ။ သူတို့ရဲ့အရင်အိမ်ချမ်းမြေနေရာတွေတော့ပါသွားတယ်။အခုရက်ထဲမှာတော့မြေကြီးပြောင်းကြနေတယ်။ရေကြချိန်မှာလည်းကမ်းပြိုတက်တာကြောင့်ထပ်ပြီးသတိထားစောင့်ကြည့်နေရပါတယ်လို့ဒေသခံတို့ကပြောပါတယ်။အဆိုပါစစ်ကုန်းကြေးရွာအုပ်စုမှာကမ်းပြိုပြီးစိုးရင်ရတာကြောင့်ဒေသခံတွေစုပေါင်းပြီးကိုထူကိုထရေလွှဲရေကပြုတ်လုပ်ကာကွယ်ထားရကြောင်းလည်းသိရပါဗျ။ ကမ်းပြိုကန်းစားကာကွယ်နိုင်မှုဒေတာကန်တွေစုပေါင်းပြီးကိုထူကိုထရေလွဲရေကားတွေပြုတ်လောက်ကာကွယ်ထားရတယ်။ရေမတက်ခင်မေလာမှာကြိုတင်ကာကွယ်ထားကြတာဖြစ်ပါတယ်။အဲဒီဘက်သာထိခိုက်ရင်ရေလေတောင်၃ခုလုံး အင်ဂျင်900ဝန်းကျင်အတွက်အနည်းငယ်ရှိလာနိုင်ပါတယ်။အဲဒါကြောင့်ရာသူရာသားတွေလောက်အားနဲ့ဒေတာနီဒေတာဟန်ကျိုးပန်းကာကွယ်ထားကြတာပါ။ကျွမ်းကျင်သူတွေသာကိုငြင်းရင်ရာသူရာသားတွေဘက်ကထပ်ပြီးကာကွယ်နိုင်တာရှိရင်လည်းစနစ်တကျလှုံ့ဆော်လာနိုင်တာပေါ့လို့ရမီရဖတူကပြောပါရယ်။အဆိုပါဒေတာမှာကမ်းပြိုကာကွယ်ရေးအတွက်ဌာနဆိုင်ရာတာဝန်ရှိသူတွေကျွမ်းကျင်သူတွေရဲ့လမ်းညွန်ကိုငြင်းပံ့ပိုးမှုတွေကိုဒေတာကန်တွေကမျှော်လင့်လျက်ရှိရဲ့လို့သိရပါရယ်။